ကားဒိုင်ကွက်မှာပါတယ်ပေါ့နော်အရေးကြီးတဲ့အချက်မီလေး၅မျိုးကြောင့်ကိုကျွန်တော် ပြောပြသွားမှာပေါ့နော်ကားဒိုင်ကွက်မှာဆိုလို့ရှိရင်ကျွန်တော်တို့အချက်မီတွေအများကြီးပါတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်မိတ်ဆွေတွေတတိထားဖို့ထားတဲ့နည်း၅မျိုးကိုပဲကျွန်တော်ကပြောပြပေးသွားမှာပေါ့နော်ဘာလို့လဲဆိုတော့ဒီယနေ့ခေတ်ပေါ့နော်ဒါကျွန်တော်တို့ကားစီးနေကြတဲ့ညီငယ်တွေညီမငယ်တွေပေါ့နော်မိတ်ဆွေတွေတော်တော်များများကပေါ့နော်ကားကိုပဲစီးကြတာ ကားတိုင်းကမှပါတဲ့အချက်မိရဘာလဲဆိုတော့တော့မှဆုံဆုံးလေးလေးမသိကြတဲ့မိဆိုတွေတော်တော်လေးကိုများလာတဲ့အတွက်ကြောင့်မို့လို့ပေါ့နော်။အဲကျွန်တော်တို့လိုမျိုးဒီ knowledge sharing လုပ်ပေးတဲ့လူတွေအနေနဲ့ပေါ့နော်။ဒါလေးကိုကျွန်တော်မိဆိုတွေကိုပြောမှဖြစ်မှာမို့လို့ပြောပြတာပေါ့နော်။ဒီအရေးကြီးတဲ့၅မျိုးကိုကျွန်တော်ဘာလို့ယူပြီးပြောပြတာလဲဆိုလို့ရှိရင်မိဆိုတို့အတွက်လည်းတိကိုတိထားတဲ့လိုမျိုးပေါ့နော်။မတိပဲနဲ့လည်းလို့ဆိုပြထားမယ်ဆိုလို့ရှိရင် social နဲ့နာမှုဖြစ်နိုင်တယ်။နောက်တစ်ခု စစဝါပေါ့နော်မစ်ဆူရီရဲ့အသက်အန္တရာယ်ထိပါထိခိုက်နိုင်တဲ့အရာလေးတွေမျိုးလို့ကျွန်တော် share လုပ်ပေးတာပဲဖြစ်ပါတယ်ပေါ့နော်အားကြောင့်မို့လို့ဒီနေ့ဒီဗီဒီယိုမှာဆိုလို့ရှိရင်ကျွန်တော်ကပေါ့နော်ကားတံပြောမှာဘာအချက်မီလင်းလို့ရှိရင်ဘာလေးတွေပြင်ရမယ်ဘာအချက်မီလင်းလို့ရှိရင်ဘာလေးတွေတော့လောက်ကမယ်ပေါ့နော်ဒါလေးတွေကိုသတိမထားမိပဲနဲ့ဆက်ပြီးမောင်းနေဆိုလို့ရှိရင်ဘာတွေဖြစ်နိုင်လဲဆိုတာကအစားကျွန်တော်အသေးစိတ်ပြောသွားပြီးမှဖြစ်တော့တော့ကြောင့်မို့လို့ကို့အနေနဲ့စိတ်ဝင်စားရဆိုလို့ရှိရင်ဆက်ပြီးကြည့်လို့ရတယ်စိတ်ဝင်စားလို့ဆိုလို့ရှိရင်လည်းကြော်ရအောင်လို့ရပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်စပြီးတော့ပြပါတော့မယ် Let's go ပထမဦးဆုံးပေါ့နော်ကျွန်တော်ပြပေးမယ့်အရာလေးကတော့ ဒါလေးပါဒီကောင်းလေးကိုကြာတော့ကျွန်တော်တို့က engine အချက်မီလို့ခေါ်ပါရခင်ဗျာဒီကောင်းလေးဖြစ်ပြီဆိုလို့ရှိရင်ကျွန်တော်တို့အများအဖြစ်ကတော့ဗောနော်ဒီကျွန်တော်တို့ wiring line တွေညိတာကျွန်တော် exhaust sensor oxygen sensor မကောင်းတာမျိုးလေးတွေဆိုလို့ရှိရင် engine အချက်မီလင်းပါရခင်ဗျာအဲ့လိုမျိုးလင်းနေဆိုလို့ရှိရင်ကျွန်တော်မိတ်ဆွေတွေကဗောနော်ဒီနီးစရာကျွန်တော်တို့ wiring ဆိုင်ကိုသွားပြီးတော့ wiring ဆိုင်နဲ့တိုက်ပြီးဆွေးနွေးပြီးတော့ကျွန်တော်တို့ဗောနော်ဒီကောင်းအောင်ပြုလုပ်တင်ပါရခင်ဗျာဒီကောင်းလေးတွေကဘာလို့လင်းနေလဲဆိုလို့ရှိရင်ကျွန်တော်တို့ဗောနော်ရေတော်တွေကိုကျွန်တော်တို့ဖြတ်မောင်းပြီးတဲ့အခါမျိုးတွေမှာဆိုလို့ရှိရင်တော့အဖြစ် ရပါတယ်ခင်ဗျာနောက်တစ်ခုကကျွန်တော်တို့ပေါ့နော်ဒါကျွန်တော်တို့ဟီမီလို့ခေါ်ပါတယ်ဒီကောင်လေးပါနော် ဒါလေးကဟီမီလို့ခေါ်ပါတယ်ပေါ့နော်ဟီမီလင်းနေဆိုလို့ရှိရင်တော့ကျွန်တော်မိဆွေတွေအထူးကိုသတိထားတင်ပါတယ်ဘာလို့လဲဆိုတော့မိဆွေရဲ့ကာကာဟီတက်နေတာဖြစ်ပါတယ်ခင်ဗျာကိုကဟီတက်နေတဲ့ကားစီးကိုမတီးပဲဆက်ပြီးတော့မောင်းသွားမယ်ဆိုလို့ရှိရင်တိအချက်ကျွန်တော်တို့ gasket ပေါက်ပါတယ် gasket ပေါက်ပြီးတော့ဘာဖြစ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ engine ထဲကိုရှင်းဝေးပါတယ် engine ထဲကိုရှင်းဝေးပြီးသွားရင်မိဆွေကဆက်ပေါက်လို့မရတော့ဘူးဆက်ပေါက်လို့မရတဲ့အကောင်မိဆွေကဆက်ပြီးတော့မောင်းနေဆိုလို့ရှိရင်မိထလောင်တာမျိုးလေးတွေ ်ဖြစ်တတ်ပါတယ်ခင်ဗျာအဲဒါကြောင့်မို့လို့ဟီမီယာမိတ်ဆွေတို့တည်တည်ချာချာလေးကိုသတိထားတဲ့နေမီဒီယာမှာပါပါတယ်ခင်ဗျာပေါ့နော်ကဲဟုတ်ပြီအဲ့တော့ဟီမီလင်းဝရင်ကျွန်တော်မိတ်ဆွေတွေနဲ့ဘာလုပ်ကြမလဲပေါ့နော်ဘာလုပ်ကြမလဲဆိုလို့ရှိရင်ပထမအဆုံးအနေနဲ့ကိုယ့်ရဲ့ကားကိုဘေးလေးကိုကတ်လိုက်ပါကပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ဆက်တက်လိုက်ပါဆက်တက်ပြီးသွားပြီဆိုလို့ရှိရင်တော့ကားကို in your အေးဝါရဒီဆောင်ပြီးလို့ရှိရင်ကျွန်တော်တို့ရေတိုင်ကိုဖြန့်ကြည့်ပါရေတိုင်ကိုဖြန့်တဲ့အခါမှာလည်းကျွန်တော်တို့ဒီပေါ့နော်လက်မတစ်ခုခုခံပြီးတော့မှ ဖွင့်စီချင်ပါတယ်ဖွင့်တဲ့ခါမှာဆိုလို့ရှိရင်လည်းတခြားလေးဖိပြီးတော့မှဖွင့်ပါပါတော့เนาะရေပြန်ကန်ထွက်တာမျိုးတွေရေပူနေတာမျိုးတွေဆိုလို့ရှိရင်ကျွန်တော်မိတ်ဆွေတွေထိခိုက်မှာဆိုလို့ပါခင်ဗျာကွာပေါ့နော်ဒီရေတိုင်ကြီးအဖုံးလေးကိုဖွင့်ကြည့်လိုက်လို့အထက်မှာရေလဲရှိနေတယ်ဒါပေမဲ့ရေကြီးကလည်းတော်တော်လေးကိုပူနေရဆိုလို့ရှိရင်ကျွန်တော်မိတ်ဆွေတွေပေါ့နော်ထိမ့်ပြီးတော့နီးစရာဝက်ရှော့ကိုမောင်းသွားဖို့လိုပါတယ်ခင်ဗျာအဲ့ဒါကဘာလို့ပေါ့နော်အင်ဂျင် ျွန်တော်ဟိမီလင်နာလေးဆိုလို့ရှိရင်တိတ်ချက်ကကျွန်တော်တို့ရေလဲအောင်မလဲတာရေလဲဝင်ကြီးပိတ်နေတာကျွန်တော်တို့ဖန်မလဲတာမျိုးလေးတွေကြောင့်ကျွန်တော်တို့ဖြစ်တတ်ပါတယ်เนาะတချို့ဆိုလို့ရှိရင် AI ကုန်းကိုကျွန်တော်အလွန်အကျွံသုံးတာကြောင့်လဲပေါ့เนาะ engine ကလိုတက်တက်ပို့ပြီးတော့ပူလာတဲ့တကြောင်မို့လို့ဟိမီလင်နာပဲဖြစ်ပါတယ်ခင်ဗျာဒါမျိုးကကြတော့ကျွန်တော်မိတ်ဆွေတွေအရန်ကိုအနေအများနဲ့ကိစ္စလေးဖြစ်တယ်လို့ပေါ့เนาะတစ်ခုခုဖြစ်သွားလို့ရှိရင်လည်းကျွန်တော်ပြင်ရဆင်ရတာဈေးမတက်တာတဲ့ကိစ္စမျိုးတွေဖြစ်တဲ့တကြောင်မို့လို့အထူးတလဲ give side ဖို့တော့ကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်ကတော့ပြောချင်ပါတယ်ခင်ဗျာ နောက်ထပ်တစ်ခုကတော့ကျွန်တော်မိတ်ဆွေတွေနဲ့စီမီပါနော်ဒီမီလီပါခင်ဗျာဒါကတော့ကျွန်တော်မိတ်ဆွေတွေအားလုံးသိပါတယ်ကာမောင်းတဲ့မိတ်ဆွေတွေတော်တော်များအားလုံးသိပြီးသားပါเนาะဒီမီလီလိမိဆိုလို့ရှိရင်တော့ကျွန်တော်မိတ်ဆွေများနီးစရာစီဆိုင်ပေါ်ပြေးပြီးတော့ကိုယ့်ရဲ့ကားကเนาะဒါစီဖြစ်ဖို့လိုနေအကြောင်းလေးပြပေးတာဖြစ်ပါတယ်နီးစရာဆိုင်မှာသွားပြီးတော့စီဖြစ်ရမှာပဲဖြစ်ပါတယ်ခင်ဗျာเนาะကိုယ်မစီစီနေနေလို့เนาะနောက်တစ်ခုကကြတော့ကျွန်တော်တို့ Inuine မီလီပဲဖြစ်ပါတယ်ခင်ဗျာဒါလေးကတော့ကျွန်တော် Inuine မီလီပါဒီ Inuine မီလီကကျွန်တော်တို့ပြပေးဆိုလို့ရှိရင်ကျွန်တော်မိတ်ဆွေတွေနီးစရာ ျွန်တော်တို့ပေါ့နော်ဒီ inuy ဆိုင်ကိုသွားပြီးတော့ကိုယ့်ရဲ့အင်ဂျင်ကို inuy ဖြည့်ရမှာပဲဖြစ်ပါတယ်ခင်ဗျာဒီ inuy midi ကလည်းကျွန်တော်တို့ပေါ့ပေါ့တန်တန်သဘောထားမယ်အထင်မှာမပါပါဘူးခင်ဗျာကိုယ်က inuy မိပြနေတာကိုခရုမဆိုင်ပဲဆက်ပြီးတော့မောင်းမိမယ်ဆိုလို့ရှိရင်တိချက်အနေနဲ့အင်ဂျင်တော်တော်လေးကိုနာပါတယ်နှိအချက်အနေနဲ့ရောကျွန်တော်တို့အယုံအဆွဲတိတိတတလေးကိုကြာလာပါလိမ့်မယ်သုံးချက်ကတော့အင်ဂျင်ကကျွန်တော်စီမရှိပဲနဲ့တောက်လျှောက်လေနေရဖြစ်တဲ့ကြောင့်မလို့ပင်နီယံနေစားပြီးတော့ကျွန်တော်မိတ်ဆွေများအခက်မတင်အင်ဂျင် ထူရသွားတာမျိုးတွေအင်ဂျင်အလုံးလိုက်ကန်လိုက်ရတာမျိုးတွေဖြစ်နိုင်ပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေတွေအနေနဲ့ပေါ့နော်အင်ဂျင်ဝိုင်းနည်းနေပြီဆိုလို့ရှိရင်လည်းချက်ချင်းဖြစ်ဖို့အတွက်ကိုသတိထားသိကြပါတယ်ခင်ဗျာနောက်တစ်ခုကကြတော့ ABS မီလို့ခေါ်တယ် ABS မီ Brake မီပေါ့ဗျာနော်ကျွန်တော်တို့ ABS ကျွန်တော် Auto Brake System လို့ခေါ်တယ် ABS မီ Brake မီလေးကိုလင်းပြီဆိုလို့ရှိရင်လည်းမိတ်ဆွေတို့မပေါ့ဆအသင့်ပါဘူးခင်ဗျာ Brake မီလင်းရတဲ့အကြောင်းရင်းတွေမှာဆိုလို့ရှိရင်အများကြီးရှိပါတယ်ပေါ့နော်ကျွန်တော်တို့တစ်ချက်ကျွန်တော်တို့အဲကျွန်တော်တို့ Brake စီနင်းရလား Brake ပေါက်တာလား ဘရစ်ရှူတွေကုံသွားလားဘရစ်စီယိုနေရလားပေါ့နော်ဒါမျိုးလေးတွေကကျွန်တော်မိတ်ဆွေတွေတတိထားတင်ပါတယ်ကိုကပရီမီလင်းနေတာကိုတတိမထားမိပဲနဲ့ဆက်ပြီးတော့မောင်းနေဆိုလို့ရှိရင်ကျွန်တော်မိတ်ဆွေတွေလမ်းမှာမောင်းနေနဲ့ဘရိတ်ပေါက်တာဘရိတ်ပေါက်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်မိတ်ဆွေတွေအဖြစ်မလဲသိပြီးသားပေါ့နော်ကျွန်တော်ပရီနင်းလို့မရတော့ဘူးဆိုလို့မဆုံးမတော့ကိုရဲ့အရှိရကောက်ကို ကျုံးယုံမဲ့ရှိပါတယ်နော်ကိုယ့်ရဲ့အရှိရကောင်းကျွန်တော်တိုက်မိမယ်တိုက်မိခက်မိတိုက်မိခက်မိပါတယ်ဆိုလို့ရှိရင်မလိုလားအတိတ်ပြဿနာတွေပါကျွန်တော်ဆွေဖြစ်ရှင်းရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ကိုယ့်ရဲ့တိုင်ခွက်လေးမှာကျွန်တော်တို့ဒီ premier league လင်းနေပြီဆိုလို့ရှိရင်နော်နီးစရာ workshop ကိုသွားပြီးတော့ break ကိုစစ်ဆေးတာ break စီစစ်ဆေးတာမျိုးလေးတွေကျွန်တော်တို့သိချလေးပြုလို့သိနေလို့ကျွန်တော်အကြံပေးပါတယ်ခင်ဗျာကျွန်တော်တို့ပြုပြပေးတဲ့ဟာတွေကဒိုင်ဝမီအများကြီးရှိရတဲ့အထက်မှာပေါ့နော်ကျွန်တော်မိတ်ဆွေတွေတတိလုံးဝမမေ့သင့်တဲ့အချက်ငါးချက်လေးကိုကျွန်တော်ပြောပြတာဖြစ်တော့ကြောင့်မို့လို့ကျွန်တော်မိတ်ဆွေတွေတော်လည်းအသုံးမလို့ထင်ပါတယ်ခင်ဗျာဆိုတော့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကတော့ကိုချက်မှာကျွန်တော်ဗီဒီယိုကနေပြီးတော့နော်တခုအတိအကျရောက်သွားရဆိုလို့ရှိရင် yes လို့မင်္ဂလာရပါတယ်အားလုံးပဲ